မင်္ဂလာပါခင်ဗျာအခက်ချင်းတွေကနေပြန်လဲကြိုဆိုပါရစေဒီကနေ့တက်ဆက်ပြီးမဲ့ဝတ္ထုကတော့စာရေးသူတင်ခရရစာရေးသားထားတဲ့လက်ရပလူဇလန်းတွေများစွာတွေကမှကျန်ကျန်မမှန်ကလေးညံဆိုတဲ့ဝတ္ထုကိုတက်ဆက်ပြီးတော့မှာပါကျွန်တော်တို့ channel ကိုလည်း like and subscribe ထားပြီးပါဦးဖိနာကလိုတော်ရန်လည်းလည်းနေပြီးထားပါဦးဒီနေ့မိုးရွာနေမယ်ထုံးမွေရောကဆင်းလာပြီးရှင်စည်းမြေဆက်ဆက်မှာရင့်နေကြတဲ့အချိန်သွေးတော်ကြီးငောင်မောကထားပြီးပြောလိုက်တဲ့စကားခင်ဗျားကလည်းဆိုင်းမစင်ပုံမစင်ရွာပါမလားတိန်ငါပြင်ကျမ်းမတော်ဝဆာလို့ရှိတာ မသူရင်းရဲ့ထွန်းတဲ့စကားကိုငအောင်မောကပြန်မဖြေဘူးရှင်နေတဲ့သတိထားနေရင်ကတမှုနောက်ဝင်လိုက်သွားတယ်အလကားပါကွင်ရသူ့အတူတီလာပြီးထင်းနေတယ်တကုံးစုံမတော့မိုးရင်းမိုးရွာတာဆန်းသလားတိုင်မောင်းကဖောင်ဆွဲကြိုးကြီးကိုပခုံးပေါ်ဟန်သွားသွားပြစ်တင်ကပြောတယ်ငါကောင်းပြူကတော့သူတို့နဲ့သဘောတူမှမတူဘူးတိုင်မောင်းကိုလှည့်ကြည့်လို့ကောင်းတစ်ချက်တစ်ချက်ရံပြီးရှေ့ဆက်သွားတယ်တမှုကအကောင်လေးစပားလေးကြီးရာစိုက်ကထားရာရေးစေးကိုရောက်နေပြီကောင်တင်နဲ့ခုံးပေါ်ပေါ်တွေကိုတော့မတက်ဘူးခီးတယ်ဒီကလေးလေးဘဝကိုတက်ဖို့ပြုလုပ်ထားတယ် တရားပေါ်ကမျောခြင်းရပြီမဲ့ဝေးလို့ဖြစ်ပါတယ်။ရှင်ရည်ခြေချင်းဝမျိုးတဲ့ဒီဂျုံသားပြီးလေးတကြီးတူဝေးကအထက်မြညာကမလားလို့လှမ်းမိတယ်။အမေကလူလေးတကြီးကခေါင်းပေါင်းကိုလက်နဲ့ဖြစ်ပြီးလက်ကြည့်လာတယ်။ဟုတ်ပါတယ်ဗျာကျွန်တော်မြေမုံရဘက်ကပါ။သူ့ပုံစံကပထမမှာလေတို့သားတွေရဲ့ပေါ်မမမမပြောစုပြမှုနေနေပြီ။အခုလက်ရဘလူကိုမျက်နှာနဲ့ချက်ချင်းယူသည်ဂျုံနုံနဲ့ပုံကပြောင်းသွားတယ်။မပြောင်းနေနိုင်ဘူးလားမိုးကြစားမင်းတရားကြီးတကုံတက်ကထွက်သွားတဲ့နေမှာပဲအဆန်းပြထားလိတော့ သူ့ကိုတကူမျိုးဆောင်ပုံမှုတူအမှန်အတည်သွားကြလို့ပါ။ဦးမင်းကောင်းမောင်ကအညာကလူတွေပေါင်းသူတွေပေါင်းထားတာပဲ။ဌာနဲ့ဘာကောင်ရင်းများတင်လာကြလေဦး။ရှေဘူဒီသားအတွက်ဆန်နေပါပဲငါတို့။ဒီဘုံမင်းတို့ရေခါလုံးရင်လိုအပ်သမျှယူပါလေ။ဟုတ်ပါဘူးရေခါပြည့်စုံပါလေ။ဘေးကိုကုန်ရောက်သွားပါလေ။ဘကူအဲဟန်သာရီပတ်လေကရွာလေးကိုဖျက်ဖို့။လေတကြီးကပန်းနဲ့သူဖြစ်တော့ရှန်သူဖြစ်တဲ့မုံမျိုးတွေကိုသွားရောက်မယ်အကြောင်း။မြမဘိုးတို့ဦးကိုတိတိမလျှောက်တင်မင်းနဲ့လီးလွဲ့ပြောတယ်။လက်ရဘလူးကလည်းလေးမတားမသိဟန်ပြုလို့မင်းမြဲတိုင်းဆက်မိတယ်။ လောက်ဆန်တို့တဲ့ပကိုးတွေဒါကိုမြင်ညာကသူ့ချောက်စပါးတွေရောင်းရလားလားဗျဒါကတော့ဘူလီရဲ့သူတို့ကလည်းသူတို့ရက်ကစပါးကိုစားရတာညီးလို့နေမှာပေါ့ချေဘူဆန်များချက်လိုက်ရင်ကော့နေတယ်ဆိုတဲ့အညွှန်းညောင်းလည်းပါတော့အနံ့ရတာကွဲရလဲတချောင်းပေါ့အခုလီတစည်းမှာဆန်ဗန်နေရပါတယ်ဦးမေတင်း300ပါပဲမောင်ရအားလုံးတူတူပါပဲဒီစိတ်မှာစိုက်တယ်လေအားလုံးလေဝင်လဲတူရေချင်လဲတူများကြတယ်ကျွန်တော်ကဆန်နမူနာလေးများပြလို့ရမလားဦးနောက်တစ်ချိန်ဆင်းလာရေခါအတွက်လီ300လောက်မှာကျွန်တော်လူကြီးက၄စိတ်က လေဝမ်းပပတ်ဦးစုံကိုလည်းပင်တောင်နေကြတဲ့ဆန်လီကြီးတွေကိုဝေ့ကြည့်တယ်။ဆန်တင်ထားတော့လေနဘေးမှာမြည်ရင်လည်းထီတော်မဲ့ဖြစ်နေကြတဲ့ဆန်လီတွေကစုစုပေါင်း6စီးလောက်ရှိတယ်။ပြပါမယ်ဘုရင်ခန္ဓာကလေးပဲဆောင်မှာချက်ချင်းပြန်ထွက်လာပါမယ်။တခြားလေတွေကိုသွားမှာဆိုတဲ့တော့ဒီလိုပြောသွားမလဲရဘူးသိတယ်။ဘကိုးတီသွားစရာမလိုပဲတကောမသာရောင်းခဲ့ရတယ်။ဇေယင်တိုင်းရရင်ဇေယတတိုင်းမှာမကအမင်းမျိုးကိုတင်ယူလာတဲ့မြန်မာတပ်တွေနဲ့လည်းအကျွမ်းဝင်နိုင်တဲ့အခွင့်အရေးရှိတယ်မလား။ သူကကုန်တယ်မို့လို့ဈေးတို့တွက်တယ်လို့လျှက်ရဘလူးကလည်းစစ်တီတော်မို့လို့ဈေးကိုကြည့်တယ်။ဒါကြောင့်အဒီကိုရလာတဲ့ငါအမိုးတို့လူ၅ယောက်စံလီရဲ့ပဲပိုင်းမှာဒီလိုမှတ်သားမှတ်ခဲ့။အဲ့လိုဆိုပြီးတော့မှသူကရေးစစ်စစ်ကိုဆင်းပြီးအင်္ဂလိပ်အခရာဝိုင်းရသေးပေါ်စံခက်စလောင်းချက်ချီကတည်းကချစ်ပြတယ်။အစင်းကြောင့်လည်းအဒီဆက်ရကရေပြင်းနဲ့ထိတဲ့နေရာမှာဖြစ်တယ်။အောက်ခြေကျုံကလေးကရေထဲမှာနေနေတဲ့ပုံစံ။ငါအမိုးငါကောင်းပြူတို့ကလည်းခေါင်းကြီးလိုက်ကြပြီးတခြားလေးလေးစီကိုပူးသွားကြအောင်လား။ငါတိုင်မောင်းကရောရောင်လိုက်သွားကြမပြင်းနဲ့။တမူကသူ့ရဲ့လက်မောင်းကိုဆွဲထားလိုက်ပြီးတော့မင်းကငါနားမနေတိုင်းမောင်း မော်စကားတင်ကြအမှတ်ထားပြီးငါ့ကိုပြန်ပြောတိုင်မောင်းကလည်းကိုချင်းချောင်းကခက်စစန်းအချိုးပြောင်းသွားပြီးအနေငယ်ပဝင်မြင်သွားရင်တူတယ်အမှန်တော့သူတို့ကိုကြက်ကြက်တီတီအုပ်ချုပ်နေတဲ့အရက်မှာတော့ဖေကမုံရှိရမလဲအမှတ်မဲ့ရမှာတလဲမဖြစ်ရလေအောင်ဆွဲထားခြင်းသာဖြစ်တယ်ငါတိုင်မောင်းရှိမိရင်စိတ်မကောင်းမဖြစ်စေဖို့တာဝန်ကြီးတခုဖန်တီးပေးလိုက်ခြင်းပါအဲဒီလိုသဘောပေါက်သူကငါသူရင်ပြပေးမယ်ဝမ်းရင်းကသာချိပြုံးပြီးမျက်နှာကတော့တင်းထားတယ်တကယ်တမ်းမှုကိုဆောင်းရှောင်းမဲ့တာဝန်ကယခုငါသူရင်တာဝန်ဖြစ်တယ်အနည်းကလူယုံကြီးငကန်ကမြင်းတွေကိုစောင့်နေခဲ့ရတယ် လေကြီးကခက်တဲ့သူပြန်ထွက်လာတယ်။တခြားလေးတွေပဲသွားနေကြတဲ့တသားတွေကိုမြင်တော့ခုံးဘက်ပေါ်မှာချော်လင်းမလို့ဖြစ်သွားသေးတယ်။လက်တွေကဆန်ပြပြရှိရှိကလေးတွေကိုလက်ရဘလူးရှိဖြန့်ပြပေးမိလေ။ငါမော်တို့ဘက်ကိုတန်ဟောစင်မပြတ်ပဲနဲ့တစ်ချက်တစ်ချက်ကြည့်နေသေးတယ်။ဘုံမင်းတို့ရှိဖို့သားတွေကတော့တီးပြီးဖြစ်မှာပါ။ဒါကနန်းတွင်သွင်းရတဲ့ဆန်တဲ့တစားပဲနေနေ။ညနာကမညံ့မှုအတူတူပဲ။ဟိုကကနမရပြီးသားမလို့ရှင်နန်းတော်သုံးဖြစ်သွားတာ။သူ့ဆန်ကဘလူးချော်ညာသည်ဖြစ်စီလက်ရဘလူးစိတ်မဝင်စားဘူး။ဒါပေမဲ့သူကဆန်တွေကိုလက်ခံယူပြီးလက်သီးစိုးတွေကလက်ဝါးတွေကိုတစ်ပြက်ပြက်ဖြည့်လျှော့ချင်တာ။ ဆန်ကတော့ဆန်ကောင်းမယ်ဒီလိုလို့ဒီတစ်ချိန်တော့ကျွန်တော်တို့ရေးခါရှိနေလို့မယူသေးဘူးနောက်တစ်ခါဘယ်တော့လောက်ပြန်ရောက်မလဲမကြပါဘူးဗျာမကြပါဘူးဘကူးမှဆန်ချပြီးစားတင်ပြီးတော့ချက်ချင်းပြန်တက်ကြမှာဗမောကိုဘုကြောင်မျိုးစိတ်ကနေဆန်ချင်ပြီးဒီရောက်ဆိုတော့ကျွန်တော်တော့လာဖို့ဒါနောက်ဆုံးပြောတာဟုတ်ပါပြီရောက်တဲ့အချိန်ကဘုံမှုမင်းတင်တော့ဒါလိုအချောင်းချလိုက်ပါကျွန်တော်ပြောခဲ့တဲ့အတိုင်းစပါး300ပါလှီ300ဒီကုန်စိတ်မှာချမယ်လေတွေကိုတော့ဒီလေတွေပဲပြန်လာစေခြင်းနဲ့တကုန်မှာ300ချမှာမို့လို့ဆိုပြီးအပူခေါ်မလာစေခြင်းမို့နားလည်လားမသိဘူး လေတကြီးကမျက်နှာနှင်းငယ်ပြတ်သွားတယ်။တွက်ကင်းရသူကအခြားလေသုံးစင်းကိုပွဲကယူပြီးခေါ်လိုက်လဲရတယ်။သူကသာလေထက်ရှာပြီးကောင်းတင်ခဲ့ရလေ။တွက်ချီပိုကိုက်မယ်လို့စေကူရတော့ယခုဘုံမင်းရဲ့စကားကြောင့်ဒီလိုမဖြစ်နိုင်တော့။ဈေးကရောဗျာတဲ့။ဈေးကဦလိုဆိုတဲ့အတိုင်းယခုရောင်းချနေတဲ့ဈေးပဲပေါ့။ဘကိုးကဘလောက်ရောင်းရသလဲ။လေတကြီးကဘကိုးပေါက်စီပြောလိုက်ပြီးမှမားတော့ပြီပြောင်းတော့ရမိတယ်။ဒီတကြီးနဲ့နောက်တကြီးဈေးကဒူမှမဟုတ်ဘူး။စံတဲ့နဲ့စံအောင်ကလည်းဈေးကွာတယ်။ကာလာအရာလည်းတက်စီမိနိုင်တယ်။ဒီဘိုးကနားမလည်ဟန်နဲ့ပြောနေပြီမြဲ။ အလုံးကမလေဝဲသူဖြစ်ကြောင်းရေးစားမိသွားတယ်။သူစကားအရနောက်တစ်ချိန်ဆုံးလာခဲ့ရင်ယခုပေါင်းစင်းနေပြီရတော့မယ်။တက်စီတန်းပေးဖို့ပြောကြည့်ရမလားတွင်းနေပြီမပြောရဲ။မင်းတင်တော့ရတာဆိုတဲ့နာမည်ထက်သူရှိကလက်ရဘလူးဆိုတဲ့ကောင်းလေးကိုပို့ချောက်ရတယ်။ဘသူမှမခံလေးစားမလုံးဝကြတဲ့လူမျိုးကြီးကဒက်တင်ဘောကလာမားကိုဆိုင်းရုံတော့ကနေမောင်းချလိုက်တဲ့တဲ့ကပူပူလေးလေး။ဒါကြောင့်တကုံစိတ်ကက်ခွင့်ကိုမဆုံးရှုံးစေဖို့မြမမင်းနေနဲ့ရင်းနှီးရစေဖို့အမျက်နဲ့နဲပစီတော့မိမိကအခြားတသားတွေပဲအာယုံများနေတာကြောင့်သတိလွတ်သွားခဲ့ရတယ်လို့ဒါကိုကိုအပြစ်တင်က သူပြောတဲ့တိုင်းလက်ခံလိုက်ရတော့မသိလို့ဗျာငါတို့ကမင်းတင်နွယ်ထားပဲလားလက်ရဘလူကခေါင်းကြီးပြတော့ငတိုင်မောင်းကအရှိဝင်းမှုမင်းတင်နွယ်တာဘုံမှုလက်ရဘလူဘွားရှင်မင်းတရားကြီးရဲ့လက်ရုံးတော်ကြီးတဆူဘောလို့ဝင်ကြွားလာတယ်လက်ရဘလူကဘာမှမပြောလေတကြီးကလည်းလက်အုပ်ကလေးကြီးကကြီးကနဲ့လေးပေါ်တက်သွားတယ်တခြားလေတကြီးတွေနဲ့စကားပြောဆိုကြချင်းမရှိဘဲနဲ့ပြန်လာကြတဲ့တပ်သားတွေကိုကြည့်ပြီးတပြင်းချသွားတယ်လက်ရဘလူကလည်းမြင်ပြအောင်မြင်တယ်မြင့်စိတ်ကတက်ပြီးတဲ့နောက်ငါသူရီနဲ့ငါအောင်မိုးတို့ကမေးကြပြီး တမူရေခါဖို့မဲ့လေဒီလာဦးမှာကိုဘာလို့အပြင်ကောင်းတဲ့ဇီဝစပန်းမှာလာတော့မော်နီကိုစိန်နေလုံးမခံအောင်လို့သူတို့စီရှိဖို့စပန်းမရောက်ရုံနဲ့တိတ်ထိတိုင်းမမတင်ဘူးပသိမ်များများကလည်းပူကြမှာပဲငါကစစ်တီတွေရောအရက်သားတွေရောကိုမတိုက်ခင်ကလေးကတပန်းရှုံးနေစီချင်တယ်အခုတကုံမှာရန်နေရပြီမဲ့မိုးစဲလီသားတွေကမင်းတရားကြီးကိုတော့လည်းကြွားချီလိုက်လာလိမ့်မယ်ဦးကောင်းတို့ကတော့လည်းဈေးလွတ်ပြီးဟန်တာရီတီချီကြတော့မှာပဲကျတို့လည်းဒီရေဒီလိုပဲမျောတွေးပါတယ်ဆန်လီသုံးစီလောက်နေတော့ဘာမှထူးမယ်မထင်ပါဘူးသုံးစီမကဘူးလာပါလိမ့်မယ် ငါတို့စေချီတဲ့အခါမှာအဓိကဖြစ်တဲ့စာစပါဘလောက်လိုလာမလဲမသိနိုင်ဘူး။ဟန်တာဘီကိုဝိုင်းဖို့ဘလောက်ချမ်းမလဲမမှန်းနိုင်ဘူး။ဒါကြောင့်ရာသတော်ရိတ်ခါစောင်းထားဖို့လိုတယ်။မင်းတို့အခြားလေးစိတ်တွေကိုသွား။တန်လျင်ကင်းတဲ့ချင်းမြင့်တိုင်းဒီမှာအမြဲစောင့်နေရမယ့်လူတွေချထားပြီးတော့အခုလိုပဲဝင်လာသမျှဆန်လေးတွေအားလုံးအမှတ်မှတ်သားထားရမယ်။နောက်တစ်ချိန်မှာသူတို့စီကငါလိုသမျှဆန်ဝေဖို့ကြီးတွေလည်းစောက်ထားလိုက်။ဆန်နေများမလား။ငါမောကမေးတယ်။များမယ်ကြီးမများလိုမယ်။ပိုရမမဘူး။မသူရင်ကလည်းမရှင်းလေးသေးသဖြင့်ထမင်းနေပြန်တယ်။စပါးတင်လေးမရောက်တာတသက်တော့အကြောင်းမဟုတ်လောက်ဘူး။ လေနေသားတဲ့ရတဲ့အကြောင်းတော့ရှိမယ်မလားတမဒါပေါ်လေနေသားတဲ့တယ်ဆိုတာကကောင်းတာလားမကောင်းတာလားကျုပ်တည်တာတော့မကောင်းတဲ့နေရာသုံးတာပဲငါလည်းမကောင်းတဲ့ကောင်းပဲမကောင်းတာချင်းထက်တော့အစိတ်ကိုအစိမ့်နဲ့ဖြေတယ်လို့အစဉ်ပြေးသွားလိမ့်မယ်ကြီးနေထံမမေးရခင်ငါအောင်မဟောခင်ထုတ်ခဲ့တဲ့မိုးကြီးကတော့ဝေါ်ကနေရချလိုက်တယ်မိုးကြီးထဲမှာသူတို့ချက်စုပ်လေးများလို့ဖြစ်သွားတယ်ဒါကြောင့်မယ့်ရှေးလူကြီးတို့မတွေကပြောတာတကောမိုးလဲစိုးမရရှေးဘူးမရလဲအာအမထရရဆိုတယ်ဟာခင်ဗျားစကေဘုံကြီးကလည်းပါဆိုင်တော့နေသုံးနေမိုးအစိုးမရပဲရှိတယ် ရွှေဘုံမရကပစားချောင်းအာမထားရတယ်ဒါတော့ကွာဟိုအလုံးနဲ့လက်မပြတ်မှမင်းတို့ချင်ရတဲ့မရတွေဟိုဒီဒီစေမရောက်ကြမှာလို့ဆိုကြတယ်ကွာရဲ့ရှေးလူကြီးတွေပြောခဲ့တာမဖြစ်နိုင်ပါဘူးခမရဘာသာပြောတာမလားတိုင်မောင်းရဲ့အမိကငါအောင်မောကမဖြစ်ဘူးလက်ရဘလူးကဘာပြောပြောသူပြောတာမှန်တာပဲမလားငိုရမယ်ဆိုတော့ကလည်းမှန်တယ်သူမရကိုမအောင်ထားခဲ့တာကလည်းမှန်တော့ပါတယ်ပွဲကြသွားတယ်ဒီနောက်မှာတော့စဘာကိစ္စကိုမိသွားကြတယ်အခြားတနေရာကိုရောက်သွားကြပြီးလက်ရဘလူးစေကူပေါ့သူလိုရှောက်လို့နေတဲ့နောက်ကိုသူတို့တိုက်လိုက်ကြတယ် သူ့လူတိုင်းပါရမီပြည့်ကြပြန်တယ်။ဘာအတွက်လို့မသိဘဲနဲ့ပြေပြေပါပါစိတ်ပါလက်ပါဆောင်ရပြီးခဲ့ကြတယ်။တချင်မှာဂျူးခန်းစားမှမဟုတ်ချလို့အားလုံးကသိထားကြတယ်မလား။ဒီလိုနဲ့၃လလွန်ခဲ့တယ်။ဘုံမူကြီးမင်းတင်ရထားနဲ့တွေ့လို့ပါတယ်ဆိုတော့ဖန်ချားချက်တက်လာကြအောင်ထိုးပုံရတဲ့ကပြေပို့လာသဖြင့်မျက်စိကူရောက်ခဲ့ကြပြန်တယ်။လေယာဘလူးကသူ့မှာသားထားခဲ့တဲ့လေကြီးကိုဥစွာကြည့်တယ်။အမတ်သားကရေမြုပ်နေပြီးခေါင်းကြီးအကျဉ်းနဲ့သွားတယ်။မင်းကြီးပြရကိုလိုတိုင်းကြွားချီလာတာပဲ။လေတကြီးကလက်အုပ်ကလေးချီပြပြေးဆင်းလာတယ်။သူက လေတကြီးကိုခေါ်ပြီးအစားလေတွေဘက်ကိုဆက်ချသွားရင်းမှာ အခြေတစ်ခေါက်ကစဘာမျိုးပဲလားမှန်ပါတယ်အဲ့ဒီစဘာပါပဲဒီလိုချင်းတော့ဈေးနှင်းငယ်တက်တာနဲ့ပို့ပေးခဲ့ရကြောင်းပါသူကပြန်နေလှည့်ကြည့်လိုက်တယ်မဟုတ်ပါဘူးဗျာဘုံမင်းကတော့အရင်ပြောထားတဲ့အတိုင်းပြီးမှာပါဈေးရလည်းမဆိုးစလောက်ပဲပို့သွားတာပါတကယ်တပြားကိုကြုံမကြည့်ပါဘူးလက်ရဘလူကလေတကြီးမျက်နှာချိုးသွေးပြနေတာကိုမကြည့်ငါမော်ရီအမှတ်သားတွေကိုသာမသိမသာကြည့်တယ်အခြားလေကြီးတွေကလေတကြီးတွေကလည်းလေဦးမှာထွက်ရနေလေရဲ့သူတို့ကိုယူချိုးတဲ့မူရနဲ့လမ်းကြည့်နေတယ်ကျွန်တော်ဦးကြီးလေရဲ့ဒီတစည်းရဲ့ဟိုကလေရဲ့ဘောကစပါးတွေကိုယူမယ် စဘာတင်မှုလေတွေငါပြီးလွတ်လိုက်ပါမယ်။ဦးမင်းတို့ကျွန်တော်ပြတဲ့လေတွေကစဘာချောက်ဖို့ပြင်ထားလိုက်ပါ။လေတကြီးကအမခံပြီးတဲ့နောက်တကူလောက်မေးပြစီဘူးမင်း။လေတွေကိုဘာလို့ရွေးပြီးယူတာလဲခင်ဗျ။အစင်းနဲ့ပြောရတဲ့စဘာကိုလိုရင်လို့ပါ။လေတကြီးတော့ပေါက်သွားတယ်။မတူရင်တို့ကတော့သေချာနားမလဲသေးဘူး။ဒါကြောင့်ဒေါ်ပုံရွာတွေကလေတွေကိုစံတင်မှုစွန့်နေတဲ့အချိန်တွေမှာလက်ရဘလူးအနာခတ်ပြန်တော့တယ်။တမူကျုံနားလေအောင်ပြောပြပါဦး။လက်ရဘလူးကလှုပ်လက်စားကိုလက်စားတက်ပြီ။ဒီလိုပါ။ပြီးခဲ့တဲ့ခေါက်ကလေတကြီးကိုငါတို့ဆံမမဲ့အကြောင်းဘာမှမပြောပါနဲ့လို့မပိတ်လိုက်ဘူးမလား။ အဲ့တော့လေတကြီးကတခြားလေတွေကိုပြန်ပြောပြီးပွဲကယူမှာပဲတခြားလေတွေကလည်းတကုံးမာရင်ချချင်မှာပဲအဲ့တော့ဘကူကသူတို့ကုံတွေတွေကိုပြောကြလိမ့်မယ်နောက်တော့ကျလေသုံးစီးပဲဝင်မဲ့အကြောင်းထပ်မာချင်တခြားလေတွေစစ်စစ်ပေးမဲ့အကြောင်းဟန်တာဝီမှာရွှေဘူဇံမရလဲလုံလောက်တယ်ပုံမှန်တိုင်းဝင်ဖို့ဆိုတော့အညာကထပ်မာတော့မယ်ဒီတော့အညာကုံတွေတွေတောင်သူတွေစံပူရောင်းကြရတာပေါ့အကျိုးမရှိဘူးလားသူတို့ယူလို့အကျိုးရှိတာမှမဟုတ်ချိုးတို့ပြတ်မှာမို့လို့စံပူရောင်းကြရတာပါ ဆင်းလာကြတဲ့လေတွေကိုငါတို့ကဖြတ်ပြီးစိတ်ရယူထားတဲ့တဲ့တို့စီရောက်ပါပဲဘလို့ယူလိုက်တယ်လည်းတိရခါမခံကြီးမခံတာဖြစ်ကြမယ်အဲ့ဒီချိန်ညမှာအညာကစပါမမာတော့ဘူးဆိုလေဘိုးကုံသွားပြီငါတို့တိုက်စစ်ဆင်တော့မှာသူတို့ဆံမရလီကောင်းလိမ့်မလားဟုတ်ပါတယ်ဒါပေမဲ့ဘကိုးသားတွေဘာလို့မခံနိုင်ဖြစ်ကြရမှာလဲအစီနဲ့မပါတာကြောင့်လားဒါပေါ့ရွှေနှန်းတော်ကိုနံပြင်းမြေတန်းအမတ်တွေဝင်ထွက်နေတော့သူတို့စီကငါချရတာဆန်ကျဲတူတူအစီနဲ့ပြည့်တဲ့ဆန်ကလေးချင်ပိုးစီးတဲ့တရင်ချင်းတော်မှာလေးချင်မတူတာကြောင့်ခွန်တော်ကောက်ဖို့စတန်းကောက်တဲ့ကောင်မှတင်းရင်လည်းမကောက်ဘဲနဲ့ အလေးချိန်နဲ့ကောက်ကြတဲ့အဲဒါကြောင့်ငါလည်းတင်း300ဆန်းလေကြီးတွေကိုထားထည့်ပြီးပိုလေးတဲ့လေကဆန်းကိုယူလာလေမတူရင်ကခွေးကနေဖြစ်သွားတယ်ဘာမို့တဲ့ဆေးတစ်ခုကိုလည်းသိမြင်လိုက်တယ်ပကိုးသားတို့ဒါဆင်းနေနေပါတဲ့အာဟာရမပြည့်တဲ့ဆန်းတွေသူတို့စားနေရအောင်သိသွားရင်ဘယ်လိုတွေးကြမလဲစဉ်းစားငါရင်မိပြန်တယ်ဟန်တာရီကုန်တင်ကုန်ချစိတ်မှာကြီးကျယ်တဲ့ပုံမျိုးကခါထောင်ရင်ကတောက်တစ်ချက်ပြင်းစွာခောက်တယ်တို့တော့တောက်ကြည့်ဝင်ကောင်းပါလားအနည်းကောက်ခွေရရှိကလည်းဟုတ်တယ်မမကျုပ်လည်းတင်းကိုသိတာကြပြီ။ခြောက်ရမယ်ဒီလောက်ထိလိုက်ပြီးတော့ ကတ်တက်လိမ့်မယ်လို့တော့ထင်မထားဘူးတော့ကလင်ကြတယ်ကောင်းပဲအဲ့ဒီကလင်ကြီးကိုမြေမြကိစ္စတုံးကြလိုက်စမ်းပါချုပ်သီးမခံနိုင်တော့ဘူးအဲ့ဒီလူတွေထင်အောင်ထင်မှဖြစ်ကုန်ကြလိမ့်မယ်အမတ်ကြီးတွေစည်စင်နေသလိုတော့ကြားသားပဲမြန်မြန်ဒီမှပါပဲမောင်ရင်ကိုတမင်းကိုစားဖို့တော့မမသိငါဖြစ်နေတော့မှာအဲ့ဒီကိစ္စစစ်တီနဲ့အရသာတွေလုံးဝမသိပါစေနဲ့ချောချာငါတို့အစင်းနဲ့မရှိတဲ့ဆန်ဒီစားနေရပြီခွန်အားရိုးရိုးနေပြီလို့ထင်စရာဖြစ်နေပြီလုံးဝမပေါက်ချားစရာဘူးအရာရှိကသူတို့ပေါ်မှာရောကောစိတ်ပါဒုက္ခအပိနဲ့လုံးအားကြီးသူကိုစိတ်တွေကနေချင်းစင်းကခရီးပေးလိုက်တယ် သူတို့ရှိကလေတကြီးကတော့မျက်လုံးကလေးကလေးကလေးနဲ့အပြည့်ရှိတယ်ပမာသူကအခြားလေတကြီးတွေကိုပြောခဲ့မိပြီမလားသူပြည့်လို့လည်းမဆိုတာသူမစီအမြင်မရှိပဲစံလေကြီးတွေကဟန်တာရီရေးစေးကိုနေ့စဉ်နဲ့မျှဝင်ထွက်နေတယ်ဝင်နေမြအမတ်သားနေကြီးဖြစ်တယ်အမတ်တရားလုံးကိုရေးပြပေါ်မှာမြင်နိုင်တယ်ရေးပေါ်မှာအမတ်ဖြစ်တဲ့အစင်းပါတယ်လို့လေးပေါ်မှာလည်းအချက်ဖြစ်တဲ့သတင်းပါတယ်သတင်းဆိုတာကပြန့်လွယ်တယ်အစင်းနဲ့မရှိတဲ့သတင်းမျိုးကပို့ပြီးတော့မှပြန့်နှံ့လွယ်ပါတယ်ဒီနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့ဇာယုသင်္ခါရဇာရေးသားထားတဲ့ ။လေယာဘလူးဇလန်နဲ့များစွာတွေကမှအချင်းချင်းပမှန်ကလိညင်းဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးခဲ့တာပါ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like နဲ့ subscribe လုပ်ထားပြီးပါဦး။ဒီနေ့ကတော့ဒီ reel လုံးနဲ့ပြီးထားပါအောင်ခင်ဗျာ။နားဆင်ပြီးတော့ကျေးဇူးများတင်ပါတယ်။